ရေမတော်တဆမှုကြောင့်ငငယ်ရွယ်နဲ့ကျွလွန့်သွားခင်ရတဲ့အမတီဗီဖော်မင်သာ2 အပြင်တက်ကရစ်ဇလန်တွဲမှာထူးဆော်ဖြစ်တယောက်ဆောင်ထားတဲ့သူကိုပြည်သက်တို့မှတ်မိကြအောင်မှချင်ပါရဲ့ရှင်။ကလေးတယောက်ဆောင်ဘွားကနေလူကြီးတယောက်ဆောင်ဘွားကိုကူပြောင်းလာခဲ့တဲ့သူကမက်ရှလာစင်းနေမနဲ့6နိုင်ရမှာကိုလွန်သွားခဲ့ပါရဲ့။သူကလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကရင်မတော်တဆမှုဖြစ်ခဲ့ပြီးဆီယောင်ဝန်တွေကတော့အသက်ရှင်မှုအတွက်50ရာခိုင်နှုန်းပဲရှိတယ်လို့ပြောခဲ့ပါရဲ့။သူဆီယောင်တက်နေရတဲ့တရင်ကိုမသိခဲ့ကြပေမယ့်အမကန်ပြည်သက်တွေကတော့ဆူတောင်းပေးနေကြပါရဲ့။သူကဥကောင်းတရားရသွားတာဖြစ်ပြီးတရင်လေးမြျောနေခဲ့ပြီးနောက်မှာတော့ပြန်လည်တရင်ရလာဖို့အတွက်မျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့မျှော်လင့်ထားတဲ့ မဖြစ်လာခဲ့ပဲမက်လာ၁၀ရက်နေ့မနက်မှာသူကမြောက်ဥကလပစီယုံကြီးမှာကိုလွန်သွားခဲ့တာဖြစ်ပါတယ် ်ထူကွန်လွန်တဲ့သတင်းကိုမယုံကြသေးတာကြောင့်အားလုံးကစိတ်မကောင်းဖြစ်နေပြီးစားနောက်နေတယ်လို့ပဲထင်ခဲ့ကြတာပါရှင်ဒါပေမဲ့ကျရင်တက်မိသားစုကထူကွန်လွန်သွားခဲ့တာအမှန်တကယ်ဖြစ်ကြောင်းအတည်ပြုပေးခဲ့တဲ့ပြင် MTV4 ကလည်းထူအတွက်စူတောင်းစကားတင်ပေးထားတာကြောင့်ထူကွန်လွန်သွားခဲ့တာကတော့တေချာသွားခဲ့ပါပြီသူကဒုတိယနဲ့အရွယ်ကလေးကကလေးတယောက်ဆောင်အလုပ်ကိုလုပ်ခဲ့တာပါ။ငငယ်ကလေးကစန်းစန်းခမ်းလိုင်းကိုသဘောကျခဲ့ပြီးအစရောဖြစ်ချင်းခဲ့တဲ့သူကပထမဆုံးတယောက်ဆောင်တဲ့ဇာကမှာစန်းစန်းခမ်းလိုင်းလေးပါဝင်ခဲ့ပါတယ်။အဲဒီကနေ့ထာရအလင်းတမ်းမြတ်ရုပ်ရှင်ဇာကထဲမှာလေးကျောင်းသားလေးအဖ ြစ်တရုတ်ဆောင်ခဲ့ပြီးကြောင်းတရရတာကြောင့်အမှုပညာအလုပ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာသူက MRTV4 မှာတရုတ်ဆောင်ဖြစ်လာခဲ့ပြီးဘန်းနူသေးဇလန်တွဲမှာအရင်ဆုံးတရုတ်ဆောင်ခဲ့ပါတယ်။ MRTV4 ကဇလန်တွဲတွေမှာတရုတ်ဆောင်မှုအတွက်ကက်စတင်နဲ့ဝင်ရတယ်လို့ကျူတင်ပြင်ဆင်မှုတွေလည်းလုပ်ရပါတယ်။အရေးချင်းရှိတဲ့သူကအပြောင်းတက်ကြတဲ့ဇလန်တွဲမှာတရုတ်ဆောင်ဝင်ရပြီးတဲ့နောက်ပြည်သက်တွေကလက်ခံအားပေးခဲ့ကြပြီးမေချိုဇလန်တွဲမှာလည်း ခင်သူစာကိုသဘောကျတဲ့အောင်ကြီးအဖြစ်တည်ဆောင်းခဲ့ပါတယ်။တည်ဆောင်းကောင်းတဲ့သူကသူရဲ့ပရမတ်ဆုံးရုပ်ရှင်စကားကြီးဖြစ်တဲ့ယောက်ျားကောင်အတောင်20ရုပ်ရှင်မှာလည်းဇက်ဖို့အဖြစ်အကယ်ဒမီစကားတင်စင်းကိုဝင်ရောက်ခဲ့ဖူးသူပါ။အမှုပညာဝန်စာကိုဖြစ်နေရတဲ့သူကတည်ဆောင်းအလုံးနဲ့အမိကိုလှုပ်ကျွေးနေသူဖြစ်ပါတယ်။သူရဲ့ဖေကသူငယ်စဉ်ကတည်းကကိုလွန်သွားခဲ့တာကြောင့်အမိနဲ့ပဲကြည်ပြင်းခဲ့ရသူပါ။ဘာကင်မြတ်တာငတ်မွတ်ခဲ့ရတဲ့သူကသူ့အတွက်အမိကဘဝဖြစ်ပြီးငယ်စဉ်ကတည်းကကလေးတည်ဆောင်းလှုပ်လို့ရတဲ့ဝင်ငွေနဲ့အမိကိုကြော့ခဲ့တာပါ။အသက်ကြီးလာလို့တည်ဆောင်းဖြစ်လာချိန်မှာလည်းသူကအမိကိုအေးအေးဆေးဆေးထားနိုင်အောင်ကြိုးစား ားနေသူဖြစ်ပြီးနောက်ထပ်ဇလန်တွဲတွေကိုရိုက်ကူးဖို့အတွက်အစီအစဉ်ပြသဖြစ်ပါတယ်။အကယ်ဒမီစကားတင်စင်းကိုဝန်ထားပြသဖြစ်လို့ရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးခြင်းတဲ့သူတွေကလည်းအဆင်သင့်ရှိနေပြီသားဖြစ်ပါတယ်။သူကိုယ်တိုင်လည်းအကယ်ဒမီကိုမမျှော်လင့်ထားပေမယ့်အနုပညာလောကထဲမှာအောင်မြင်လာသူအဖြစ်ချီးကျူးခံခဲ့ရပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့ကံစမာကြောင့်သူကကမတော်တစားမှုနဲ့ရုတ်တရက်ကွလွန်သွားခဲ့ရပါတယ်။သူကဆိုတော့တရားလည်းဖြစ်ခြင်းမိမယ်သူရဲ့အနုပညာလန်ခီးကတလောင်းနဲ့တည်းအဆုံးသက်သွားပါတော့တယ်။ သူနဲ့သူတယောက်ဆောင်ခဲ့ဖို့တဲ့အစီအကွေးကတော့စိတ်မကောင်းဖြစ်နေပြီးအရန်စိတ်ထားကောင်းပြီးပျော်ပျော်နေတတ်တဲ့အပြင်အရန်လက်တော်တဲ့သူတယောက်မို့ဆုံးရှုံးမှုကြီးလွန်းနေကွာဆိုပြီးတော့စိတ်မကောင်းဖြစ်ရကြောင်းကိုရေးသားထားပါတယ်။သူကအသက်20ကျော်အရွယ်သားရှိသေးတာကြောင့်အသက်ရှင်နေသေးရင်တော့ဒီထက်မကပိုပြီးတော့အောင်မြင်နိုင်အောင်မှာဖြစ်ပါတယ်။အကယ်ဒမီစကားတင်စီးနေကိုဝင်ရောက်ဖို့တဲ့သူကနောက်ထပ်အခွင့်အရေးတွေလည်းရလာနိုင်ပေမဲ့လည်းငငယ်ရွယ်နဲ့ပဲကျွလွန်သွားခင်ရပါတယ်။ အနုပညာလောကထဲမှာနာမည်ကြီးဖို့အတွက်ပေါ်ပင်တွေလုပ်နေကြတဲ့သူတွေထဲမှာသူကတော့ပေါ်ပင်မလုပ်ဘဲအနုပညာဝန်ဆာပြည့်အောင်ဖြည့်ပြီးကြိုးစားနေသူဖြစ်ပါတယ်။အမေကိုလှုပ်ကျွေးနေတဲ့တာတယောက်ကွလွန်သွားရတဲ့အတွက်သူ့အမေအတွက်လည်းစိတ်ပကောင်းဖြစ်နေကြပြီးသူကတော့ကောင်းမွန်ရာကိုရောက်နေတော့မှာပါရှင်။သူလည်းနောက်ဘဝတွေမှာအသက်ရှင်ပြီးအောင်မြင်တဲ့အနုပညာရှင်တယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။